မင်္ဂလာပါကျွန်တော်ခုပြပေးမှာတော့ iPad ID ကို Android 4ရဲ့ Music App ထဲဝင်ပြီးဖြစ်ပါတယ် browser ကလည်းဝင်လို့ရသလို Android App ကထဲထဲကလည်းဝင်လို့ရပါတယ်ဒါဆိုကျွန်တော် username နဲ့ password နဲ့ရိုက်ထည့်လိုက်ပါပြီအဲဒီလိုမျိုးပေါ်လာရင်ကျွန်တော် allow နဲ့ပြလိုက်ပါဒီကုတ်6လုံးလေးပေါ်လာမှာเนาะကုတ်6လုံးကို Android ဖုန်းထဲမှာ ရိုက်ထည့်လိုက်ပါမယ်ခေါ်တဲ့ညူနေပါ trust ကိုနေပါတင်ယူနေပါအဲဆိုရင်ကျွန်တော်တို့ခုတစ်ချိန်နားထောင်ရပြီเนาะ ရှင်တို့ဖွဲ့ကြည့်လိုက်ပါမယ်။အဲ Android phone ထဲမှာချိန်နှားထားလို့ရရင် iPhone ထဲမှာလည်းချိန်နှားထားလို့ရပါပြီ။